အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါတယ်ဒီနေ့မနေ့မှာတော့အလုပ်ကိစ္စလေးရှိနေလို့စေသတင်းတွေအစားသတိပေးတင်နေတဲ့အချက်ကလေးတစ်ချက်ကိုပြောပြပေးသွားပါမယ်ချမ်းဖက်စစ်တပ်ဟာအင်အားပြောင်းပြီးမှုတွေကိုဘလို့မှမဖြေစည်းနိုင်တော့တဲ့အတွက်ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးအတေးအဓမ္မလူစစ်စုကြပါတော့တယ်ပြည်သူ့စစ်မှုထမ်းဥပဒေကို2010ပြည့်နှစ်နိုဝင်ဘာလတွင်ပြဋ္ဌာန်းခဲ့ပြီး2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာရင်းဥပဒေအားအသက်ဝင်စီခဲ့တာ တင်နာဘတ်စင်တစ်ကိုတိုင်းဒေသကြီးများနဲ့ပြည်내အသီးသီးမှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒီသစ်မှုတန်းဥပဒေအား2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်အာဏာတီကြောင်းတက်မှတ်တဲ့အမိတ်ကြောင်းညာစာကိုဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ကြောင်းသိရပါတယ်။ Editor Lee ပဲလို့အာဏာမသိနေကာလစက်သားတွေအဆူသောင်းအောင်ခက်ခဲလာပြီးပြောင်းလဲရေးချိန်မြင့်တက်လာချိန်မှာအဆိုပါဥပဒေကိုပြဋ္ဌာန်းဖို့ဗိုလ်ချုပ်တချို့ကအကြံပေးခဲ့ပေမဲ့မလုပ်ရဲခဲ့ပါဘူး။ သူတို့စိတ်ကညာရေးဆွဲထားတဲ့အစိမ်းအောင်စာအုပ်ကြီးထဲမှာစစ်စည်းရုံးချင်းကိုတတ်ချုပ်ကစိတ်ခေါ်တဲ့အချိန်မှာအသက်ဝင်လာမှာဖြစ်ပါတယ်။ဒါဆိုရင်စစ်တပ်ဘာလို့မလုပ်ရဲခဲ့သလဲ။ဒီမိုကရေစီခေတ်မှာစစ်တပ်ထဲကိုပညာတတ်တွေရောက်လာရင်ပုံဆွေးချတဲ့လောက်ကိုက်နေတဲ့ institution ကြီးကိုပြည်သူတွေတွေ့မြင်သွားကြမှာဖြစ်ပါတယ်။နောက်တစ်ချက်ဒီမိုကရေစီပြည်သူအစိုးရခေတ်ဆိုတော့ကြောသားရင်သားမခွဲခြားပဲထည့်ရပါတော့မယ်။အဲ့ဒါဆိုရင်သူတို့ရဲ့သွေးသားဆွေမျိုးတွေပါဝင်ခိုင်းရတော့မှာဖြစ်ပါတယ်။ အဲ့ဒီချက်တွေကြောင့်သာမလုံရဲပဲငြိမ်ကုန်နေကြရတာဖြစ်ပါတယ်။ပြည်တွင်းနဲ့မိဘပြည်သူတွေကိုရှင်းပြမရသေး။အဲ့ဒီဥပဒေဟာအသက်ပြည့်ပြီသူအားလုံးချောင်လွဲလို့မရပါဘူး။စိတ်ရောကဝေလာတယ်တွေပဲလွတ်ကင်းတာဖြစ်ပါတယ်။ပြီးတော့နှစ်နှစ်ထဲပါကွာဆိုပြီးလဲမထင်ပါနဲ့။အရေးပေါ်အခြေအနေဆိုရင်၅နှစ်ထမ်းဆောင်ရမှာဖြစ်ပါတယ်။၅နှစ်ပြည့်ရင်လည်းပြီးပြီလားမပြီးသေးပါဘူး။အိုကြီးအိုမစစ်မှုထမ်းတွေတောင်ပြန်ပြီးတနပ်ပေးကင်ထားတာကိုကြည့်ပါ။ စစ်တဲ့ရောက်ပြီးရင်လည်းတိကျပါလိမ့်မယ်။နီလာနေကြနဲ့ထွက်ခွင့်ရသူများတောင်ထွက်ခွင့်ကြပြီးတဲ့နေ့ကနေကာလတစ်ခုထိစစ်စည်းကမ်းကိုလိုက်နာနေသူများဟုအမှတ်ယူရမည်လို့ပါရှိပါတယ်။ထွက်ခွင့်ကြပြီးလို့စစ်မှတ်ကာလမပြည့်မီသေးရင်စစ်စည်းကမ်းနဲ့အရေးယူလို့ရနေပါသေးတယ်။ကာဝေးဦးစည်းချုပ်ကလောကပါကစစ်ခေါ်ရင်ပြန်လည်စစ်မှုထမ်းရမယ်ဆိုတဲ့မုံလုံးဆက်ကူကတ်ထားတဲ့ဥပဒေဖြစ်ပါတယ်။ဒီလိုဆိုရင်ပြည်သူစစ်မှုထမ်းဥပဒေကိုဘယ်လိုတိန့်ဆောင်ကြမလဲ ငွေပေးပြီးကျင်းလို့ခွင့်ရနေတယ်ဆိုတာကလည်းရေလိုဖြည့်ရှင်းခြင်းများတာဖြစ်ပါတယ်တိတ်ဆောင်ဖို့ကတော့စစ်ကောင်စီထိ ंछ ုံနေမျိုးတွေကနေစွတ်ခွာဖို့ပဲဖြစ်ပါတယ်ဒီဘက်ကိုတရားဝင်နီလာနဲ့ထွက်ခွာဖို့ဆိုတာလည်းမဖြစ်နိုင်တော့ဘူးဖြစ်ပါတယ်။လွမြောက်နေမြေတွေရောက်တဲ့အခါမှာလည်းကိုယ့်အထီးမှပြေးလာကြတယ်ဆိုပြီးတဆင့်နှိမ့်မဆက်ဆံကြဖို့လည်းအရေးတကြီးလိုအပ်ပါတယ်။ပြည်တွင်းနေပြည်သူချို့အားပြည်သူတော်တော်များများပေါ့ကိုယ်တိုင်ဝင်မတိုက်ပေမဲ့ 你就时间抽空问一的。